အလုံးမင်္ဂလာပါကယ်လီပေါင်းတို့ YouTube Channel ကနေတင်တော့ကိုຫນွေတွေးဆိုတာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ဖခင်များနှစ်တည်ငောင်းအကြောင်းကိုပြောသွားမှာဖြစ်ပါတယ် Happy Father Days ဒီနေ့ဇွန်လ25ရက်နေ့ဟာအပီပီဆိုင် ဖခင်များရဲ့နေ့ဖြစ်ပါတယ်ဖခင်များနဲ့ကျင်းပရခြင်းဟာ ဖခင်များကိုဂုဏ်ပြုတာဖြစ်ပါတယ်ဖခင်များရဲ့ဘဝကိုတစ်နှစ်တစ်ခါခန်းတော်ဆိုပြုလုပ်ပေးခြင်းဖြစ်ပါတယ် တာသမီးများနဲ့ဖခင်များရဲ့ခိုင်မြဲတဲ့ဆက်သွယ်မှု ဖခင်များရဲ့ပတ်ဝန်းကျင်မှာဩဇာလွှမ်းမိုးမှုကိုဂုံပြုပေးခြင်းဖြစ်ပါတယ်ဖခင်များနဲ့ဟာဖခင်များတာသမီးများအတွက်အနစ်နာခံခြင်းပေးဆက်ခြင်းဖခင်များရဲ့လမ်းပြတွင်တင်မှုကိုကျေးဇူးတင်တဲ့အချိန်အတိအမှတ်ပြုဖော်ပြတဲ့အချိန်ဖြစ်ပါတယ်ဖခင်များနဲ့မှာစကားပြောတဲ့အခါမှာတာသမီးတွေတရားရရမယ့်အချက်ကတော့ဖခင်များကို ဘယ်လောက်ချစ်လဲဘယ်လောက်ကျေးဇူးတင်တာဆိုတာကိုအထူးပေါ်ပြဖို့ဖြစ်ပါတယ်။တင်းရဲ့ဖခင်ကိုဘယ်လိုကျေးဇူးတင်တယ်လဲဆိုတာကိုပေါ်ပြပါ။တင်းရဲ့ဖခင်ရဲ့မပြောင်းလဲတဲ့မေတ္တာထောက်ပံ့မှုလမ်းပြမှုကိုကျေးဇူးတင်ခြင်းဖြင့်စပါ။ကိုယ်တွေ့ဖြစ်ပျက်ကိုဝေမျှပေးပါတင့်ဖခင်တင့်ပေါ်မှာအပြုတ်သဘောဆောင်တဲ့တင့်ဘဝကိုဩဇာလွှမ်းမိုးမှုတင့်ဘဝရဲ့အမတ်တရားတွေကိုပြန်ပြောပြပါ တင့်ဖခင်ရဲ့အယီချင်းကိုပေါ်ပြပေးပါတင့်ဖခင်ရဲ့ခွန်အားကျင်နာတတ်မှုစိတ်ရှည်တီးခံမှုတင်နစ်တက်တဲ့ဖခင်ရဲ့ဟာတအစွမ်းအစကိုလည်းပေါ်ပြပါ သူ့ကိုတင်ချစ်တဲ့အကြောင်းပေါ်ပြပါတင့်ဖခင်ကိုဘယ်လောက်ချစ်တယ်ခင်မင်တွေ့တာတယ်ဆိုတာကိုထက်ကတလဲလဲပြောပါနော် I love you daddy I love you pepe စသည်ဖြင့်မကြာခဏပြောပေးပါ တင့်အပေါ်တင့်ဖခင်ရဲ့အကျိုးတည်းရောက်မှုတင့်ရဲ့ပါဝင်ပတ်သက်တဲ့ကန္တကိုအထူးပြုပြောပြပါ သူရဲ့အနစ်နာခံမှုကိုအတိမတ်ပြုပါတင့်ဖခင်ဟာမိသားစုအပေါ်မှာနစ်နာခံတယ်တင်တို့ကောင်းကျိုးအတွက်သူရဲ့ဆက်ကပ်မှုကိုအတိမတ်ပြုဖော်ပြပေးပါ သူပေးတဲ့တင်ကားစာတွေအကြောင်းပြောပြပါတင်ဒီနစ်ဒီအခြေအနေကိုရောက်နိုင်တယ်အောင်မြင်နိုင်တယ်ဆိုတာ တင်ဖခင်ရဲ့ဉာဏ်ပညာလမ်းပြမှုနဲ့တင်ဘဝကိုပုံသွင်းပေးတယ်ဆိုတာကိုလည်းမျှဝေပေးပါသူ့ရဲ့အရေးပါမှုကိုအထူးပြုပြောပြပေးပါတင်ဖခင်ဟာတင်တို့မိသားစုရဲ့ကြောရိုးဖြစ်ပြီးမိသားစုအတွက်အမြဲခွန်အားဖြစ်စေတာတင်ဖခင်ကိုသိစေပါသူတဦးအတွက်တာဖြစ်စေပါ ဖခင်များနဲ့မတင်ဖခင်အကြောင်းကိုပြောမယ်ဆိုရင်ကဘာပေါ်မှာရှိတဲ့ဖခင်အားလုံးအတွက်မဟုတ်ဘဲနဲ့တင်းရဲ့ဖခင်တူအတွက်ပဲ make it personal နော်အပေါ်ပြပါတင်းကိုပိုကောင်းတဲ့လူဖြစ်အောင်တင်းဖခင်ကတင်းကိုလုံဆော်နိုင်အကြောင်းပေါ်ပြပါဖခင်ပြားနဲ့စကားပြောရင်ပါဝင်တင်းတဲ့အချက်လက်များဟာတော့ဖေဖေတင်းဟာကျွန်တော်ရဲ့အမေတန်းတရေကောင်ဟီရိုဖြစ်တယ် ကျွန်တော်ရဲ့ကောင်းဝေယညွန်ပြသူဖြစ်တယ်ကျွန်တော်ရဲ့အကြီးမားဆုံးထောက်ပံ့ပေးသူဖြစ်တယ်ဆိုတာကိုပြောပြပါ အရာရာအတွက်ဂျေစုတင်ပါတယ်ဖေဖေရဲ့ဆိုပြီးတော့ပြောပြပါဖေဖေရဲ့ချစ်မေတ္တာလမ်းပြမှုဖေဖေတွင်တင်ပေးတဲ့သင်္ကားစာတွေအတွက် ကျွန်တော်အလွန်ဂျေစုတင်ပါတယ်ဆိုတာဂျေစုတင်စကားကိုလည်းပြောပါယနေ့ကျွန်တော်ဒီအခြေအနေကိုရောက်နိုင်တာဖေဖေရဲ့ပုံသွင်းမှုကြောင့်ဖြစ်တယ်ဆိုတာကိုလည်းပေါ်ပြပါ တင်ဟာကျွန်တော်ဖခင်မကပဲတင်ဟာကျွန်တော်အတွက်အကောင်းဆုံးမိတ်ဆွေလည်းဖြစ်တယ်ဖေဖေနဲ့အတူနေရတဲ့အချိန်ဟာကျွန်တော်အတွက်ခင်မင်မျက်နှိုးဆုံးအချိန်ဖြစ်ပါတယ်ဖေဖေဟာကျွန်တော်တို့မိသားစုတည်ငြိမ်အောင် ကြောက်စုလို့ယက်တည်ပေးတယ်ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်းမှာရှိနေပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ဖေဖေခွန်အားဖေဖေရဲ့ကျင်နာမှုဖေဖေရဲ့မပြောင်းလဲတဲ့မေတ္တာဟာကျွန်တော်တို့ တဘောကျနေတဲ့ပါတယ်ဖေဖေအတွက်ပျော်ရွှင်သောဖခင်များနေ့ဖြစ်ပါစေ Happy Father's Day ကျွန်တော်တို့အနေနဲ့ Father's Day မှာအထူးသဖြင့်ကျွန်တော်တို့သားသမီးများအနေနဲ့အဖေကိုကျေးဇူးတင်တယ်ဆိုတာကိုကျွန်တော်ပြောတဲ့အခါမှာတတိယဘုတ်ကဟန်ဆောင်ခြင်းမရှိဘဲနဲ့စိတ်ရင်အတိုင်းပြောပြဖို့ဖြစ်တယ်သင်စိတ်နှလုံးတဲခနော်ထွက်လာတဲ့စကားကိုပြောပြီးစစ်မှန်တဲ့စိတ်ခံစားချက်ဖြစ်စေပါ ဒါဟာဖခင်များနဲ့စကားပြောရင်လမ်းညွန်စာအုပ်ကဖော်ပြတာဖြစ်ပါတယ်ပြီးတော့စကားပြောတဲ့အခါမှာတည်ကြပါစေစကားပြောတဲ့အခါမှာဖြစ်နိုင်တယ်ဆိုရင် ဖခင်များနဲ့မာစကားပြောတဲ့အခါမှာတူတောင်းပြီးတော့ချိုသွားတဲ့တင်းစကားဟာအကျိုးသက်ရောက်မှု ပိုရှိပါတယ်ဒီအတွက်ကြောင့်တင့်ဖခင်အတွက်သာရည်ရွယ်ပြီးပြောပါတင့်ရဲ့တင်းစကားကိုတင်နဲ့တင့်ဖခင်ဆက်သွယ်မှုအတိုင်းပြောပြပါ အဆုံးတိုင်အောင်နားထောင်တဲ့အတွက်ကြောင့်ယေရှုတင်ပါတယ်ဒီနေ့နားထောင်တဲ့ဖခင်များအားလုံးကိုယ်ဝေးကြမှာချင်းစိတ်ချမ်းသာခြင်းပျော်ရွှင်ခြင်းဒါသမီးများရဲ့ယုံကြည်ခြင်းလေးစားခြင်းချစ်ခြင်းနဲ့ယေရှုတည်တတ်ခြင်းယေရှုတုံ့ပြန်ခြင်းကိုရရှိပြီးဒါသမီးများအားဖြင့်အိုမင်းတဲ့အထီးပျော်ရွှင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်